မင်္ဂလာပါရှင်ဆက်တော့ရေးဆယ်လာမှာစပိုးရေးဆယ်လာ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမင်းစုရဲ့အလောက်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းမင်းစုဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံပြီးဒီလိုပေါ်ခြင်းဟာအကောင်းဆုံးပေါ်ခြင်းလို့တွေ့ရတယ်။အလုပ်တိကင်တိတွေပေါ်ပဲလုပ်ငန်းတွေတိုးချင်ရမယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ကြံစည်ထားတဲ့ကိစ္စတွေအောင်မြင်စေမယ်။တံမိုးကြီးသောပစ္စည်းထွက်တဲ့တဲ့ဒါကလည်းမိမိအတုံးလိုလို့ ထွက်သွားတဲ့အရာမျိုးကိုမြင်နေနော်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အလိန်ညာလေးတွေခံရတဲ့တည်းဒါကြောင့်ဘယ်သူမှမယုံပါနဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေနောက်ဆက်တင်ရမယ်ပူပန်ရမယ်စိတ်ရှုပ်ထွေးရမယ်ချိန်ယူသားခြင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာစိတ်ညစ်စရာဒီလိုလေးကြုံရတဲ့တည်းကျန်နေတိုက်ခိုက်ရှိတယ်တတိထားပါမိမိကိုမနာလိုတဲ့သူမိမိကိုတိုက်ခိုက်ခြင်းတဲ့သူမိမိကိုအပြစ်ပြောခြင်းတဲ့သူဒီလိုလေးတွေ့ရတယ် အချင်းကြီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူချင်းလူကင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကိုယ်စိတ်တိုင်းကြပြောဆိုခွင့်အောင်မြင်စေမယ့်တပတ်တော်လို့မြင်ပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ညံ့မယ်။ဘာရင်ညံ့နိုင်လဲဆိုတော့အဓိကအေးပတ်မခံတဲ့ရေချိုးမမစင်တွေအဲကွန်ပန်ကာလေးတွေတတိထားပေးရမှာနော်။အေးချမ်းမှုညင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာကိုရည်ရွယ်ကြံစည်ထားတဲ့ကိစ္စလေးတွေအောင်မြင်စေမယ်။လုပ်ချင်တဲ့ကိစ္စလေးတွေဆန္ဒတွေအကောင့်ထဲပေါ်မယ်ဒီလိုလေးမြင်တာပေါ့နော်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့၃တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါရွှေလန်းပွင့်လန်းစီမဲ့တပတ်တာလို့မြင်နေရဆရာရှိတဲ့ငွေကြီးတွေလည်းဝင်လာမယ်။ပြီးဆရာရှိတဲ့ငွေကြီးကိစ္စတွေလည်းအဆင်ပြေသွားနိုင်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုပဲဆရာကြည့်လိုက်တဲ့အခါမိမိကိုအလိညာမခံရဖို့အတွက်ကိုပဲကာကွယ်ရမယ်။ကျန်တဲ့ကိစ္စအားလုံးအဆင်ပြေတယ်။ဒီတော့တနင်္ဂနွေသားအမိချမိတ်ဆွေတို့ကန်တောက်ဖန်ဖြစ်စီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါနဲ့။ ။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရီယာကရွှေရောင်ရက်ခုနှစ်လက်ကိုနေအီဘီယာဒုမိုဇီရီတဆူမှာတွားရောက်ပြတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့အခက်အခဲတွေအားလုံးကင်းစင်ပေါက်ပြောက်ပြီးကောင်းချိုးချမ်းသာများရရှိစေမှာဖြစ်ပါလေရှင်။မင်္ဂလာပါရှင်73ရက်10လ2025မှာ79ရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလိမ့်ရှင် တနင်္လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရမယ်လုံးဝကံရခက်ခဲစီရယ်ပေါ့နော်တာမူကြီးတို့ပြစီထွက်တတ်ပါလေမိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေကောင်းတွေတွေ့မယ်မိတ်ဆွေတွေရဲ့အကူအညီကောင်းထောက်ခံကောင်းရမယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစိတ်ရှိဝါမယ်ကောင်းရှုံးဝါမယ်ဆွေမျိုးသားချင်းစီကနိုင်ရည်တဲ့နေ့ကြတတ်ပါလေ ်ချန်နီစွစွဝါလုံးဝမရှိဘူးချစ်သူခင်သူပေါ်များတာပဲတပတ်တာလို့မြင်နေအချီးနဲ့ပတ်သက်ပြီးတော့ချစ်တဲ့သူစီကနေအဆက်အသွယ်မရတာမျိုးကြောင့်ဟာတက်တယ်အဲ့တော့ပုံမှန်အစဉ်ပြေနေတဲ့ချစ်သူတွေတောင်မှပဲတယောက်နဲ့တယောက်အဆက်အသွယ်လေးရက်နေတာသူ့အကြောင်းကိုမသိရတာကို့အကြောင်းသူမသိရတာဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ပဲရဲ့ကျမ်းမာရေးချူချာတတ်တယ် ။တင်းနလာသမီးရဲ့ကျမ်းမာရေးတင်းနလာသားသမီးတွေအတွက်ကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးမရှိဘူး။ယခင်ကနေ့ကကျမ်းမာရေးဝေဒနာခံစားရဆိုရင်တော့အနာနဲ့စီးတွေ့သွားမယ်။ကြီးကျမ်းမှုကြီးကျမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကန်ခွန်းလန်းလေးတွေနေနေတဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားကောင်းတယ်မိမိဘက်ကလည်းမှန်ကန်အောင်နေရတယ်အထူးသဖြင့်ဒီတစ်ဘက်မှာကံကားပေါင်းလုံအောင်ထင်းရတယ် ကံနာပါးလေးမှာတခုခုပေါ်ချွင်းသွားပြီဆိုရင်တော့လက်လာပါးတွေပိတ်ဆို့နေတာမျိုးလေးကြုံရတဲ့တည်းငွေကြီးလက်လာပါးတွေရွှေလန်းပွန်လန်းစီပဲတပတ်တာပါအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါစိုးဝါးရဲ့ပူပန်မှုမျိုးမတွေ့ရဘူးမိမိဘက်ကနေပြီးတော့ပုံစံအချင်းပြောင်းလေးတွေလောက်ကင်သွားပြီးပုံစံလေးတွေချင်းပြီးတော့ပြောဆိုသွားပြီးဆိုရင်အစီအပြေမဲ့တပတ်တာလို့တွေ့ရတယ်ဒီတော့တနင်္လာသားသမီးချင်းမေးဆွေတို့ကဲတော့ဖန်ပြစီရဲ့ရေရီယာကောင်းလေးပြင်ချင်ပါတယ် ။ဒလင်းလာသားသမီးချင်းမိတ်ဆွေအိမ်ဘီယာမှာနွားနို့နှစ်ခွက်လူရဲချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားပေးလို့တွေ့ရပါတယ်ရှင်။ဒါပြီးဒီနေ့လာသားသမီးတွေအကျိုးပေးတဲ့ထိနေဘက်ကကိုးတလုံးပဲဖြစ်ပါတယ်။ဒါကြောင့်ကိုးတလုံးကိုဒီတော့ကန်ဆယ်ပဲဆိုရင်ကံအားကောင်းစီပါပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ 73ရေးစင်လာမှာ19ရေးစင်လာ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကံအရန်ကောင်းနေလုံတော့မြအကျိုးရှိပြီ။နောက်ကိုလုပ်တဲ့ကိစ္စတိုင်းကိစ္စတိုင်းမှာ အောင်မြင်စေမယ့်အရာလေးတွေတွေ့ရတယ်။တံမိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီကောင်းတွေ၊ထောက်ပံ့ကောင်းတွေ၊အကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းနေစီစဉ်မှုတွေလည်းပဲအဆင်ပြေမဲ့ထင်မှာတွေ့ရတယ်။ရှင်မြူသားကြီးစီကနေအကူညီကောင်းအကြံဉာဏ်ကောင်းထောက်ပံ့ကောင်းဒီလိုတွေရရှိစီမှာပဲဖြစ်ပါလိမ့်။အတိုက်ကိတ်တော့ရှိတယ်တတိထားပါမိမိဘက်ကလည်းပြောမှဆိုမှဘသူ့ကိုမှမဖြစ်စေနဲ့မိမိဘက်ကပြောမှဆိုမှဖြစ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအတိုက်ကက်ကမိမိစီကိုတိတ်တိတ်ဆိုင်ဆိုင်ကြီးကိုကိုယ်တည်းကြီးလာပြီးတော့ဖိုက်တောင်မျိုးကြုံရတဲ့တတိထားပါ ခြေအနေပတ်သက်ပြီးတော့ပုံမှန်လေးသွားနေမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရတဲ့အချိန်ကာလတခုတွေ့ရတယ်။ကျမ်းမိုင်းနဲ့ပတ်သက်တော့စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုရင်းချမ်းမှုတွေရောက်ရှိလာပေတဲ့ဘက်တာဘာကြောင့်လဲဆိုတော့ကိုပါလေးပဲရည်ရွယ်လိုက်ဘာလေးပဲစီစဉ်လိုက်စီစဉ်လိုက်တဲ့ကိစ္စရည်ရွယ်တဲ့ကိစ္စတွေအကောင့်တွေပေါ်ပြီးစီပြီးသွားမယ်တဲ့ဘက်တာပါထီထိုးကန်ဆန်းမယ်ဆိုရင်ကြားလောကောင်းနေထီထိုးကန်ဆန်းခဲ့မယ်ဆိုရင်၃ရက်တလုံးထီထိုးကန်ဆန်းလို့ရပါတယ် ဝေးကြီးလက်နာပါများရှင်လန်းလာမယ့်တပတ်တာပွင့်လန်းလာမယ့်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံငုံပြီးကြည့်လိုက်တော့ကိုပြောချင်တဲ့အရာလေးတွေကိုတချို့ကိစ္စလေးတွေမှာထိန်ချန်ထားရတာလေးတွေရှိတယ်။သို့ပေမဲ့မိမိဘက်ကပြောသင့်ပြောတတ်တဲ့အရာလေးတွေဆိုရင်ပြောဆိုလို့ရတယ်။မပြောသင့်တဲ့အရာတွေဆိုလို့ရှိရင်အမြင်နဲ့လူမုံမခံနေဒါလေးကိုလည်းဆရာမမှာချင်တယ်။ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပြချင်ပါတယ်။ ။အင်္ဂါသာသမီချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကခရီးသွားနေတဲ့သူကိုမိမိငွေကြေးတက်နိုင်သလောက်လမ်းစီပေါ့နော်လမ်းစီလူရန်ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားမယ့်လူတွေရပါလိမ့်ရှင်။မင်္ဂလာပါရှင်။73ရက်10လမှ19ရက်10လ2025တပတ်တာဘုံတော်ဦးသာသမီချစ်မိတ်ဆွေရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။ဘုံတော်ဦးသာသမီချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အရာရာ လုပ်ငန်းလေးတွေလေပတ်စီပဲတင်မှာပါတယ်အလုပ်မရသေးတဲ့သူကလည်းဒီတစ်ပတ်ထဲမှာအလုပ်ရဖို့လမ်းကြောင်းလေးပေါ်မယ်မိမိစိတ်တိုင်းကြောက်တော့အလုပ်ငွေငွေကြီးလက်လာပါပေါ့နော်လစာကောင်းတော့အလုပ်ဒါမျိုးလေးရရှိချင်တယ်လို့တွေ့ရတယ်တံမိုးကြီးတော့ပြည်စီတော့ထွက်တတ်တယ်ဒါကလည်းတော်တော်ကိုအသုံးလို့လို့ထွက်သွားတယ်ဆိုတဲ့အရာမျိုးတွေ့ရတယ်ပေါ့နော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေရကိုမကူညီနိုင်ဘူး ကိုကိုတိုင်းကလည်းပဲတကယ်လိုအပ်လို့အခုကြီးတောင်းပြီဆိုရင်ဘသူစီကိုမှလက်လက်မပြတာမျိုးဒီလိုလေးကြွရတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရရဲ့ဒီဆိုလို့ချင်းစိတ်ရှိပါတယ်ခေါင်းရှိပါတယ်။ဒုပင်ပဲလေးပဲကိုကကောင်းစွာဖြည့်ရှင်းနိုင်တယ်ထင်ပါပါတယ်။ချင်းယူသားချင်းစီကအခုကြီးမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်တယ်။ရဲအနေရှိတယ်အတိုက်ခိုက်ရှိတယ်အနောက်ရှိတယ်သတိထားမယ်။ အချီးနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာအေးနေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေစီကနေဟိုတရင်ကောင်းကြရတာမျိုးသားသမီးနဲ့ပတ်သက်ပြီးတော့ကိုကိုနိုင်ကလေးပဲဘယ်ရမစို့ပတ်မှုပေးနိုင်တာမျိုးဒီလိုလေးတွေ့ရတယ်အေးချမ်းမှုငြိမ်ချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရာရာခုမှအပူတပြီးလုံဆောင်နေရတဲ့အရာလေးတွေရှိနေတယ်။ကို့အတွက်မဟုတ်ရင်တော့သူများအတွက်ဒါမှမဟုတ်ရင်မိသားစုအတွက် အဲ့လိုမျိုးတွေနောက်ဆက်တင်းနေရတဲ့အတွက်ကြောင့်ပူပန်မှုတွေများနေရမယ်ပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေခြေချိုးကန်ဆန်းခြင်းတွေဆိုရင်တော့တစ်တလုံးခြေချိုးကန်ဆန်းလို့ရတယ်ငွေကြီးလက်လာပါတွေရှင်လန်းမယ်ပွင့်လန်းမယ်နောက်ရရဆရာရှိတဲ့ငွေကြီးတွေဝင်လာမယ်ဒီလိုလေးတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့စူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့ကိုပီပီစီစီလို့ PPCC တွေ PC အောင်လုတ်ပေးရမယ့်ကိစ္စရဲ့ကလေးတွေမှာကိုဘက်ကနေပြီးတော့အားတော်ခွန်ဆိုင် လုတ်ပေးဖို့ပဲလိုအပ်တယ်ဒါလေးကိုတော့သတိထားရတာပေါ့နော်အဲ့တော့ဟိုဒုသာသမီးချင်းပြီးဆိုရင်အတွက်ကံတောက်ပတ်ဖြစ်စီတဲ့ရေရရာအောင်လေးပြီးခြင်းနေဟိုဒုသာသမီးချင်းပြီးဆိုရင်ပြုလုပ်ဆောင်ရမယ့်တပတ်တာရေရရာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွင့်ယူတဲ့ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်73ရက်ဆယ်လမှာ69ရက်ဆယ်လ2025တပတ်တာဇာတာပရိသသမီးချင်းမိတ်ဆွေရေအလုတ်ကင်ကနေစတင်ဟောပြောပြပါဖြစ်ဖြစ်ပါတယ်ရှင်ဇာတာပရိသသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးတွေညာနေပေတပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာမှုရှိနေပါတယ်မိတ်ဆွေတွေရဲ့ကူညီမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးရရှိစီမယ် အိမ်ကိစ္စတွေရည်ရွယ်ထားတဲ့အရာလေးတွေအဆင်ပြေမေအယောင်းဝယ်လေးတွေကောင်းစီမေရှင်မျိုးသားချင်းစီကတည်ကောင်းနေကြဖို့ရှိနေပါတယ်ဂျန်အန်ဒီရဲ့အတိုက်အခိုက်ရှိတဲ့တည်ထားပါနော်အချီနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေပြီ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစီပဲအိမ်တော်ကြီးလို့တွေ့ရတယ်။ကျမ်းမကြီးနဲ့ပတ်သက်ရင်စူးချိုးလုံးဝမရှိဘူး။ရခင်ကနေကကျမ်းမကြီးခံစားရတဲ့သူဆိုရင်တော့အနာနဲ့စီးတွေ့သွားပါလိမ့်မယ်။ အေးချမ်းမှုငြင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာ အလှလေးတွေနဲ့အလုံးရှုပ်နေမဲ့တပတ်တာလို့မြင်နေ။ကံနဲ့ပတ်သက်ရင်တော့ကံအလောကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေတွေမထားနေပိုင်ဆိုင်မှုတစ်ခုခုကိုဝယ်ထားမယ်ဆိုရင်ခုအတွက်အဖတ်တင်ပြီးတော့အကျိုးမြတ်များစွာရရှိစီမယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးတဲ့အခါမှာမိမိအတွက်နဲ့မဟုတ်ဘဲနဲ့သူများအတွက်နဲ့စိတ်ပင်ပန်းနေရတာမျိုးလေးကြုံရတဲ့ဒီဒီတော့ဂျာတာရိတာသမီးချင်းမဆွေအတွက်ကန်တောက်ပဲဖြစ်စီတဲ့ရေရယာကောင်းလေးဆင်မပေးချင်ပါသေးတယ်ဂျာတာရိတာသမီးချင်းမဆွေအိမ်ပြားမှာအုံလို့ခေါ်ဆွဲလူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမေးလို့တွေ့ရပါတယ်ရှင်အင်္ဂလာပါရှင် ၁၃ရက်ဆယ်လာမှ၁၉ရက်ဆယ်လာ၂၀၂၅တပတ်တာတောက်ကြသာသတိချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။တောက်ကြသာသတိချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေအလုတ်ကြောင့်အဆင်မပြေဘူးလေးဂျုံရတဲ့တဲ့အလုတ်မှာစိတ်ညစ်စရာဆိတ်ရှုပ်စရာလေးပေါ်တတ်ပါလေ။တံမိုးကြီးပစ္စည်းတွေဝင်လာမှုရှိနေပါလေ။ မိတ်ဆွေပေါင်းစင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေဆရာသမားတွေဆရာနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေဆရာသမားတွေရဲ့မျက်နှာသာပေးမှုဒီလိုလေးရရှိစီပါမယ်ဖြစ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်နေတင်ရမယ်ကြီးကင်းသူရဲ့ကျမ်းမာရေးကြောင့်ပူပန်ရတတ်ပါတယ်။ဆွေမျိုးသားချင်းစီရည်အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ရန်အန်ဒီစူးစူးဝါမရှိဘူးသူ့ပြင်ပေအလိအညာခံရတဲ့တဲ့ဒါလေးကိုတော့သတိထားပါနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်မတန်ဖွင့်နေမိလူငယ်လူရည်တွေဆိုရင်မိမိချစ်သူကမိမိအပေါ်မှာဂရုစိုက်တဲ့အပြင်အခြားသောသူတွေရဲ့စိတ်ဝင်စားခြင်းချီးဆိုခြင်းဒီလိုလေးခံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ဒီငွေကြေးကိစ္စလေးတွေအလုပ်ကိန်းကိစ္စလေးတွေဒီလိုသတင်းကောင်းလေးကြားတတ်ပါလေ။ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမရှိပါဘူးရှင်။ အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမယ့်တပတ်တာပါအဆက်အသွယ်ကောင်းလေးတွေဝေးကွာခွဲကွာနေတဲ့သူစီကနေအဆက်အသွယ်ကောင်းလေးတွေရဖို့ရှိနေပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါလေ။ជីတူကံဆန်းခြင်းတွေဆိုရင်တော့ခုနှစ်တလုံးជីတူကံဆန်းလို့ရပါလေ။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်လက်ထဲမှာငွေကင်ထားပြီဆိုရင်ကုံအားဖြင့်တန်းချောင်းကတစ်ခုပြီးတစ်ခုပေါ်လာတတ်တယ်။အဲတော့ယုံကြည်စိတ်ချရတဲ့နေရာလေးတွေမှာငွေကိုသိမ်းထားပြီဆိုရင်တော့ငွေစုပြီးမယ်ဆောင်ပြီးမယ်နော်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာကိုယ်တော်လာနေတဲ့လှုပ်ရှားနေတဲ့နေရာလေးတွေမှာအမြဲတမ်းပြဿနာလေးတွေပေါ်တတ်တယ်ဒါတို့ကိုစိုက်စီခြင်းနေတောက်ကြသားသမီးချင်းမဆွေတွေကံတောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပြချင်ပါတယ်တောက်ကြသားသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်ရေရာက ကြိုက်ရှိနေတဲ့နေရာလေးတွေမှာလမ်းခင်းပြတဲ့အရာလေးအုတ်ခဲကိုထုချေပြီးတော့တော့လောက်ကောင်းနော်နောက်ကဒီအုံမုတ်ခွက်ကလေးတွေကိုထုချေပြီးတော့တော့လောက်ကောင်းအုံးဆံဘက်ကလေးတွေကိုခင်းပြတာတော့လောက်ကောင်းလမ်းခင်းလိုက်တဲ့တပိတ်ကလေးပြုလုပ်ဆောင်ရွက်လိုက်ပြီဆိုတာနဲ့တပတ်တာမှာမိမိခက်ခဲစီတဲ့အရာလေးအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစီမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်73ရေးဆယ်လာမှာ69ရေးဆယ်လာ2025တပတ်တာ စနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။စနီသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတာမျိုးလေးကျွန်မတက်တည်းရှီတူဝါခဲနောက်ဆုံးဝါခဲခက်ခဲစီတဲ့ကိစ္စရလေးတွေပေါ်လာလို့ရှိနေပါတယ်။တံမိုးကြီးတော့ပြစီကြီးတစ်ခုပြီးတစ်ခုထွက်နေတာမျိုးလေးလည်းကျွန်မတက်တည်းမိတ်ဆွေပေါင်းတဲ့ဒီဆရာသမားကြီးရဲ့ကူညီမှုထောက်ပံ့မှုအကြံဉာဏ်ကောင်းပေးမှုဒီလိုလေးရရှိစီမဲ့တပတ်တာပါ။ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေသတင်းကောင်းချမ်းပေး၊အိမ်ကိစ္စတွေအစီအပြေပေး၊အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားရရမှန်သမျှအားလုံးတွေကုချုံးဝေးစီပါပဲဖြစ်ပါလေ။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြဿနာလေးဖြစ်တာရင်များတာ၊စကားများတာဒီလိုလေးကြုံရတတိ။ရင်အန်ဒီကြီးစူးစူးဝါလုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ထင်မြင်လွဲပေါင်းမှုခံရတဲ့တည်းချစ်သူနဲ့အဆက်အသွယ်ပြတ်တောက်သွားတာမျိုးလေးကြောင့်ရတဲ့တည်းအိမ်တော်ရေးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးအသေးအတင်ကျန်းမာရေးညံ့တဲ့တည်းကိုယူဆိုင်ပါနော်ဒီကျမ်းမှုရေးကျမ်းမှုရရှိလာပေတဲ့ဘက်တာလို့တွေ့ရတယ်။နောက်မိမိကိုယ်တိုင်လေးကျမ်းမာရေးနဲ့ပတ်သက်ရင်ဂရုစိုက်ပါ။ဖြစ်လိုက်ရင်ကျမ်းမာရေးကအခအောက်ပိုင်းတွေကိုက်ခင်းနာကျင်တာမျိုးလေးခံစားရတတ်ပါရဲ့။ ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်တို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရရှိစေမယ်။မိမိကပြောလိုက်ပြီဆိုတာနဲ့လွယ်ကူစွာဝေးခြင်းအစီအပြေပဲတပတ်တာလို့တွေ့ရတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။ဒါပေမဲ့ကိုယ့်ရှိမှမနာမကျန်းဖြစ်နေတဲ့အရာတွေကိုစက်တိုက်ဆိုသလိုကြုံတွေ့ရတာမျိုးလေး တွေ့ရပါတယ်ဒီတော့စနစ်သားသမီးချင်းမိတ်ဆွေတွေကံချောက်ဖတ်ပစ္စည်းတွေရေညာကောင်းလေးပြချင်ပါတယ်စနစ်သားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေညာကမိမိနေအိမ်မှာရှိနေတဲ့နိုင်ရတောင်လေးနိုင်ကြုံညာလေးဒါဒီအားလုံးကိုရှင်းထုတ်စီခြင်းနဲ့ပေါ့နော်ဒါအပြင်မိချိုးပေါက်နေတာလေးနောက်ပြီးတော့ဒီဒေဦးပိန်နေတာလေးဒေဦးပေါက်နေတာလေးဒါလေးတွေကိုရှင်းထုတ်လိုက်ခဲ့ဆိုရင်မိမိခက်ခဲနေတဲ့ ပိတ်ဆို့နေတဲ့လက်လာပါတွေဝင်လန်းစီမဲတပတ်တာလို့တွေ့ရပါတယ်ရှင်။